is not a joke here. Hey, hey, hey. sitaki hey, hey. asike i don't want him to have hata ukimpea kitu sahii nachukua even if you give him something jaribu kumpea uone i will take hata hey, alali name of the lord jesus christ <laughs> fire upon you holy ghost fire na kwa jesus amina man thank you jesus Jesus Christ. Happy Baba. Be healed in Jesus. အမြင်သားလောက်တဲ့လူကသူ့အဖေလက်ထက်မှာအိမ်မှာအောက်လိုင်းဆရာကိုခေါ်ခဲ့တာဖြစ်တဲ့အတွက်အဲ့ဒီနတ်ဆိုဟာသူ့သားထဲမှာဝင်ပြီးမှအခုထိအနိုင်ကျင့်တာဖြစ်တယ်။ Prophet ကနင်ထုတ်ပေးလိုက်တာဖြစ်ပါတယ်။ဒီနေ့လူတွေကမသိတဲ့အတွက်အောက်လိုင်းဆရာတွေရှိကိုတော်တဲ့အခါနတ်ကတော်တွေရှိကိုတော်တဲ့အခါမှာအဲ့ဒီကနေဝင်လာတဲ့နတ်ဆိုဟာ လူတွေကိုဘလောက်ထိအနိုင်ကျင့်တယ်လူတွေဘလောက်ထိဖျက်ဆီးနိုင်တယ်လဲဆိုတာသိနိုင်ဖို့နောက်ထပ်တစ်ခုဘာသာပြန်ပေးတာဖြစ်ပါတယ်ပေတာမယိုဝေ from zambia တမဇမ်ဘီယာနိုင်ငံကလာတာဖြစ်ပါတယ် man of god in my family as ladies we fail to keep marriages ဘုရားရှင်ရဲ့လူကျမတို့မိသားစုမှာ အမျိုးသမီးတွေက အိမ်ထောင်မမြဲကြပါဘူး Your presence is heaven to me, oh Jesus. So, Baba, you end up my mirror, let me see that paper. What do you got to do here? Enlightened. Prophet, ka pungsoy piya bima. Nilo di niya ma ba tuwa loja da le. Man of God. Tuma ka nam lebu. Pungsoy piya da ko nam lebu. Na le ang shim piya pe ba. Pe ba. This is a thatched house. It was consultation or, or sort of. You it, said. Yes, man of God. Prophet Simbiareka. Okay, ba. Akuchama. I've, I've been to a witch doctor. ကျမကအောက်လိုင်းဆရာအိမ်ကိုတွားခဲ့ဘူးပါလေ I went to look for marriage ကျမအိမ်ထောင်ကြချင်လို့အောက်လိုင်းဆရာရှိကိုတွားခဲ့တာပါ It was Online se ra chamago e na cha se de se pera e de e de e ne tu ba de. Whatever you found inside there you didn't like it. Online se ya e de wo wen twa de kha. Twe de a ya de go ni ma ne tat bu ma ho bu la. Yes ma Yes man of God. Ho ba de. Prophet ka pe de ah nga di en go wen na ma twa bi. uh, they had brought fire and put behind me and then they were အဲ့ဒီအောင်လိုင်းဆရာကမိမိတခုယူလာပြီးမှကျွန်တော်အနောက်မှာထားထားတယ်။အဲ့ဒီမိအရှိမကျွန်မကိုထိုင်ခိုင်းတယ်။အဲ့ဒီကိုရောက်ခါကျမဖျားတခင်တတိယရတယ်။ဖျားတခင်ဘာဖြစ်လို့ကျွန်မကဒီလိုမျိုးနေရာကိုရောက်လာရတာလဲ။ အောက်လန်ဆရာကပြောတယ်ဘာမှကြီးမများနဲ့လို့အောက်လန်ဆရာကကျွန်မကိုပြောပါတယ် you got a white man နင်လူဖြူရောက်ကြရမယ်လို့ပြောပါတယ် did you get the white man <laughs> no နင်အောက်လန်ဆရာပြောတဲ့အတိုင်းလူဖြူရောက်ကြရပြီလားလို့ပြောတော့ no မရဘူးလို့ပြောပါတယ်ဒါဆိုရင်အောက်လန်ဆရာကလိန်စားလိုက်တယ် ဒါကြောင့်ဒီနေ့ခေမြန်မာလူမျိုးတွေကတမချမ်းစာကိုဖတ်ဖို့လိုတယ်။ဓမ္မဟောင်းကျမ်းကိုလည်းဖတ်ဖို့လိုသလိုဓမ္မတိကျမ်းကိုလည်းဖတ်ဖို့လိုတယ်။နော်အောက်လိုင်းဆရာတွေကဟောပေးတာလှုပ်ပေးတာကမြန်မာလူမျိုးတွေကအရင်ယုံတာဖြစ်တယ်။ကျွန်တော်လည်းနှတ်စားဖြစ်တဲ့အတွက်နှတ်ဆရာတွေဟောတာကိုအရင်ယုံခဲ့တာဖြစ်တယ်။တကယ်တော့လိန်တုတ်တာ ဒါပေမဲ့ကျွန်တော်တို့ကဘုရားတခင်နှုတ်ကပတ်တော်မကြားဘူးလို့နတ်ကလိန်လို့လိန်မမတိနတ်ဆရာကလိန်လို့လိန်မမတိအထက်လိုင်းဆရာလိန်တာလည်းမတိအောက်လိုင်းဆရာလိန်တာလည်းမတိဆုံးမလိန်တာလည်းမတိတောင်ပေါ်ကနတ်ဆရာတွေလိန်တာလည်းငါတို့မသိဘူးဒါပေမဲ့နှုတ်ကပတ်တော်ကိုဖတ်ကြည့်မှယေရှုကပြောထားတယ်ရှင်ယောဟန်အခန်းကြီး၈အငယ်၄၄မှာမာနတိမကောင်းမှုအလုံးရဲ့အပါဖြစ်တယ်မို့တာရဲ့အပါဖြစ်တယ်ရှင်ယောဟန်အခန်းကြီး၁၀အငယ်၁၀မှာမာနတိလူရှိကိုလာတဲ့အခါလူကိုလိန်မယ် ဖြစ်စေမယ်နောက်ဆိုလူကိုတတ်ပြစ်မယ်လို့ပြောတာဖြစ်တယ်ဆိုတော့ဒီအမျိုးသမီးလက်ထက်မှာကယောက်ျားရချင်လို့အောက်လိုင်းဆရာကိုတွားမှအကူအညီတောင်းတာဖြစ်တယ်ဒီနေ့ကျွန်တော်မြန်မာနိုင်ငံသားတွေလည်းပဲစီးပွားရေးဖြစ်ချင်တဲ့အခါယောက်ျားရချင်တဲ့အခါမိန်းမရချင်တဲ့အခါအောက်လိုင်းဆရာရှင်မတွားဘူးလားတွားကြတာဖြစ်တယ်ဒါပေမဲ့ဘာဖြစ်လာလဲအကောင်ဖြစ်လာလားအဆိုးဖြစ်လာလားကိုမမျော်လင့်ထားတဲ့အရာကိုဖြစ်လာရတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဒီချင်းဟာ အမားနဲ့အမန်ကိုနားလည်ရမယ်ကာလာရောက်ပြီဖျားသခင်ကောင်းချီးပေးပါစေ။အဲ့ဒီအောက်လိုင်းဆရာကြီးသွားပြတဲ့နောက်မှာကျမနှစ်ခါအိမ်ထောင်ကျတယ်။ First marriage uh, ended in within 3 months I ပထမအိမ်ထောင်က3လပဲခံနိုင်တယ်ပြတ်သွားတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့အောက်လိုင်းဆရာရှင်မှာသွားတော့နှစ်ကဝင်ထားတာဟုတ် the second one again within 3 months ဒုတိယအိမ်ထောင်မှာဆွန်လဲပဲ3လဆိုလို့ရှင်ကွဲပြန်တယ်ဘာဖြစ်လို့လဲသူမအထက်မှာနတ်ကဝင်ထားတာဟုတ်မာနတ်ကဖြက်ဆင်းမှာဖြစ်တယ်အဲ့ပူပူနဲ့အဲ့ဒီတယောက်လဲနင့်ကိုခွဲပလိုက်တာပဲလားပရိုဖက်ကမဲပါတယ် Prophet ပြောတာမှန်ပါတယ်ခွဲပလိုက်ပါတယ် I'm the one who told the man that I don't need him ျွန်မကပဲယောက်ျားတွေကိုပြောတာနင့်ကငါအလိုမရှိဘူးလို့ပြောတာ He was short and အဲ့ဒီတယောက်ကမဲတယ်အယက်ပူတယ်ဆိုတော့ဘာဖြစ်လို့ဒီလောက်ကြီးတတ္တိရှိရှိယောက်ျားကိုနင့်ငါအလိုမရှိဘူးပြောတယ်သူမအထက်မှာမာနကရှိတာတဲ့အတွက်ဖြစ်တယ်အောက်လိုင်းဆရာရှင်မှာတွားတော့နတ်ကဝင်ထားပြီးအဲ့ဒါကြောင့်သူမကရေးရေးတင်းတင်းပြောတာ အခုတော့ professional ပြီမှကျမတို့မောင်နှမတွေကအိမ်ထောင်ရလို့ရှိရင်အိမ်ထောင်မမေးဘူး။ဘာကြောင့်ဖြစ်တာလဲဆိုတော့တကယ်တော့ဟိုကနတ်ဝင်တေရှိသွားလို့နတ်ဝင်ထားတာဖြစ်တယ်။ဆိုတော့ဘသူပဲဖြစ်ဖြစ်နတ်ဝင်တေရှိသွားလို့ရှိရင်နတ်ကဝင်ကိုဝင်မှာဖြစ်ပါတယ်။ in complexion sister bartha from zambia ဆိုတော့နတ်ကတော့ရှိကနဲ့နတ်ဆရာရှိကနဲ့ဝင်ထားတဲ့နတ်ကိုနင်ထုတ်ပြမှတာ သူမကအိမ်ထောင်ကိုတားရမှာဖြစ်ပါတယ်။ဖျားရခင်အလုံးကိုကျော်ဝါစွာကောင်းချီးပေးပါစေ။ deliverance ask God to forgive. ဒါကမွေးရပါနတ်မဟုတ်ပါဘူး။အောက်လန်းဆရာရှင်မယောက်ျားရချင်လို့သွားတဲ့အတွက်ဝင်လာတဲ့နတ်ဖြစ်တယ်။အခုတော့ prophet နင်ထုတ်လိုက်ပြီ။နင်းကိုဖျားတခင် ခွင့်လွတ်ပေးဖို့ဖျားကို တောင်းပန်ပါလို့ prophet ကပြောပါတယ်။ For the salvation of your soul. နင်းရဲ့အသက်ဝိညာဉ်ကိုဖျားတခင်ကေတင်ပေးဖို့အပြစ်ကိုဝင်ချတောင်းပန်ပါ။ The man at the shop now is the one you love. အဲ့ဒီဈေးမှာရှိတဲ့အဲ့ဒီအမျိုးသားကိုနင်းအခုချစ်နေတာလားလို့ prophet ကပြောပါတယ် Man of God what you said is true prophet ပြောတာမှန်ပါတယ်အဲ့ဒီဈေးတဲ့အကောင်ကိုကျွန်တော်ကျမကိုကြိုက်နေတာ This man is got shops ဒီတယောက်ကဆိုင်ရှိတယ် forgive me for what i did for the salvation of my soul ဖျားခင်ကျမကအောက်လိုင်းဆရာရှိကိုတွားခဲ့တဲ့အတွက်ကျမရဲ့အပြစ်ကိုခွင့်လွတ်ပါကျမရဲ့အပြစ်ကိုခွင့်လွတ်ပြီးမှကျမရဲ့အတက်ဝိညာဉ်ကိုလည်းကျေးဇူးပြုရကေတင်ပေးပါမေဆွေတို့ကိုဖျားခင်ကျွယ်ဝစွာကောင်းချီးပေးပါစေ။